မင်္ဂလာပါရှင်ကျမကတော့ဒေါက်တာဇွန်အီရဗန်ကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းမှာဒေါက်တာဇွန်ဖြစ်ပါတယ်။အာဒီနေ့စီစဉ်မှာတော့ကျမတို့ဒေါက်တာဇွန် Medical Service ကနေပြီးတော့ဗောနော်ကန်ဆာယောဂါနဲ့ပတ်သက်ပြီးတော့အဆွေးနွေးပေးဖို့အတွက်ကိုအစီအစဉ်ထားပါတယ်။အာ February လ၄ရက်နေ့ရဆိုလို့ရှိရင်ကမ္ဘာကန်ဆာယောဂါနေ့ဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ဒေါက်တာဇွန် Medical Service အနေနဲ့ဗောနော်အာကန်ဆာယောဂါနဲ့ပတ်သက်ပြီးတော့အာကန်ဆာယောဂါကဘယ်လိုအကြောင်းအရာတွေအကြောင်းဖြစ်တယ်အာဘယ်လိုမျိုးကာကွယ်လို့ရတယ်ဘယ်လိုကုသလေးရရှိရဲဆိုတာကိုအာဆွေးနွေးလမ်းကြုံပေးဖို့အတွက်ကို ကန်ဆာယောဂအထူးကုဆရာဝန်ကြီးဒေါက်တာစောသိန်းကိုဖိတ်ခေါ်ထားပါရရှင်။ မင်္ဂလာပါမမဟုတ်ကဲ့မင်္ဂလာပါမမဟုတ်ကဲ့ဟုတ်ကဲ့မမဟိုပထမအဦးဆုံးလေးပေါ့နော်မမတို့စီကတင်ယူချင်တာလေးရှိပါတယ်မအာဘာလဲဆိုတော့မဒီပေါ့နော်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ရောပေါ့နော်ညီမတို့ဒီ page မှာ cancer yoga နဲ့ပတ်သက်ပြီးတော့လေ knowledge sharing လေးတွေတင်လို့ရှိရင်ပေါ့နော်အောက်မှာလာလာရေးကြတာရှိတယ်မမရဲ့ဒီ cancer yoga က cancer cancer လို့ဖြစ်တာပေါ့နော်အဲဥမာအသေး cancer ဆိုလို့ရှိရင်လည်းအရမ်းမတောက်တဲ့သူလည်းအသေး cancer ဖြစ်တာပဲပေါ့အဲဆက်လိမ်မတောက်တဲ့သူလည်းအဆုတ် cancer ဖြစ်တာပဲပေါ့နော်ကုန်းစားလည်းဂရင်း cancer ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ cancer လို့ဖြစ်တာဖြစ်စင်တဲ့သူဖြစ်တာဒါ ကြောင့်နေခြင်းတလို့နေလို့ရတယ်စသဖြင့်ပေါ့နော်အဲလာရေးကြတာမျိုးလေးတွေရှိရမှာရဲ့ဒီလိုလူနာလေးတွေကိုပေါ့နော်အဲဘယ်လိုမျိုးများပြောပြရင်တို့နားဝင်မလဲပေါ့မအဲ့ဒါလမ်းညွှန်ပေးပါဦးမဟုတ်ပါဘူးကင်ဆာယောဂါကတော့တမီးရဲ့ဟုတ်ပေါ့အဲကဲဆိုးလို့ဖြစ်တာရတော့လည်းမဟုတ်ပါဘူးပေါ့နော်သူမှာတော့မအားလို့ဖြစ်နိုင်တာမျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်တယ်လို့ lifestyle လို့ခေါ်တဲ့အစားအသောက်အနေထိုင်ပေါ့ဒါမျိုးလေးတွေကလည်းဖြစ်နိုင်တာပေါ့နော်အဲ့တော့မျိုးရိုးဗီဇဆိုလို့ရှိရင်တော့အမားတို့မျိုးရိုးမှာရင်သားကင်ဆာရှိနေတာတို့ဦးလန်းချောင်းကင်ဆာရှိနေတာတို့ပေါ့နော်ဒီလိုမျိုးလေးတွေဆိုလို့ရှိရင်လည်းမိသားစုဝင်တွေမှာ ထက်ပြီးတော့ဖြစ်နိုင်တဲ့ chance ကြီးများတယ်ပေါ့အစားအသောက်ဆိုလို့ရှိရင်လည်းအမတို့ခုကတော့အရန်ပဲပေါ့နော်စီဆူထားလှအောင်စီဆူထားတဲ့အစားအစာလေးတွေအဲသူကပေါ့ရန်စိမ်းတွေပါတယ်ကြာရှိခံအောင်လုပ်ထားတဲ့အစားအစာလေးတွေမှုပါတဲ့အစားအစာအမျိုးလေးတွေစားမိရဲဆိုလို့ရှိရင်လည်းအသေးကင်ဆာတို့အမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြီးွားလို့ရှိရင်အမတို့ကဟောပေါ့နော်အဲရက်တောက်တာတို့ပေါ့နော်ခွန်စားတာတို့စီရွက်ကြီးခုန်တာတို့ပေါ့အမျိုးလေးတွေကလည်းကင်ဆာလေးတွေဖြစ်နိုင်တယ်ပေါ့နော်ဒါအပြင်ကိုအမတို့တခြားအနေနဲ့ဆိုလို့ရှိရင်အမျိုးသမီးတွေပေါ့အဓိကတော့အမျိုးသမီးတွေဟော်မုန်း တွေထိတွေ့များတာပေါ့နော်။ဒါမျိုးဆိုရင်လည်းရင်သားကင်ဆာတွေဓာတ်တွေဖြစ်နိုင်တယ်ပေါ့။ဒါလေးတွေလည်းရှိပါတယ်တမီးရဲ့အဲ့လိုမျိုးအကြောင်းအရာလေးတွေကတော့အများကြီးပါပေါ့နော်။ဟို ဒီဟာလုံးလို့ဒီဟာမဖြစ်ဘူးဒီဟာလုံးလို့ဒါဖြစ်တယ်အဲ့လိုမျိုးတော့ရတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့ဒီအရက်တို့ဆေးလေးတို့ဂုံတို့ကတော့ကင်ဆာရောဂါကိုဖြစ်နိုင်တဲ့ chance ကတော့အရန်ကိုများတဲ့အတွက်ဖြစ်နိုင်လို့ရှိရင်တော့ဒါလေးတွေကိုရှောင်နိုင်တော့အကောင်းဆုံးပါပဲဟုတ်ကဲ့ပါမဟုတ်မကူပြောသလိုပဲပေါ့နော်ဒီကင်ဆာရောဂါကကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကိုယ့်ရဲ့နေတူပါပေါ့နော်နေထိုင်မှုပုံစံကြောင့်လည်းဖြစ်နိုင်တယ်အမျိုးမျိုးဗီဇာကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ခုနနေထိုင်စားသောက်မှုပုံစံကတော့ဒါကိုထိန်းချုပ်လို့ရတဲ့အရာကို control လုပ်လို့ရတဲ့အရာကိုစီမံလို့ရတဲ့အရာပေါ့နော်ခုလိုမျိုးမျိုး ုးဗီဇာကတော့ဒါမတန်နိုင်ဘူးပေါ့နော်မျိုးရိုးချမ်းဖြစ်တာဆိုတော့လေအဲ့တော့မှတကယ်လို့ကိုယ့်ရဲ့မိသားစုဝင်ထဲမှာဒီကင်ဆာရောဂါဖြစ်ခဲ့ဘူးတဲ့သူလက်ရှိဖြစ်နေတဲ့သူရှိရဆိုလို့ရှိရင်ပေါ့နော်အခုအနေနဲ့ဒီကြိုတင်ပြီးတော့ဘယ်လိုမျိုးစစ်ဆေးမှုလေးတွေလုပ်တာတို့ဘယ်လိုမျိုးကာကွယ်လို့ရမလဲမှပြောပြပေးပါဦးချက်ဟုတ်ကဲ့အဲရင်သားကင်ဆာပေါ့ရင်သားကင်ဆာလေးအဓိကပြောမယ်ပေါ့နော်အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့ရင်သားကင်ဆာအသက်ငယ်ငယ်နဲ့ခုနောက်ပိုင်းမှာဖြစ်လာကြတာပေါ့နော်ကြီးတဲ့အခါမှာဆိုတော့မျိုးရိုးရှိတာတွေများတယ်ပေါ့တကယ်၍များကိုယ့်ရဲ့မိသားစုထဲမှာအမီးဖဒါမှမဟုတ်လို့ရှိရင်တော့ညီမပမ ောင်နှမတွေပေါ့နော်ဒီလိုမျိုးတွေမှာရင်သားကင်ဆာရှိမယ်ဆိုလို့ရှိရင်တော့ကိုယ်ဟာနဲ့ကိုယ်ကိုအသက်20လောက်ကနေစပြီးတဲ့အခါကျတော့ပေါ့နော် breast self examination ခေါ်တာပေါ့နော်ရင်သားကိုစမ်းသပ်တာလေးပေါ့နော်တလားတစ်ခါလောက်အမျိုးသမီးတွေဓမ္မာဘီလင်းအားရဲ့အတွင်းမှာပေါ့နော်စမ်းသပ်တာမျိုးလေးတွေလုပ်တယ်နေပေါ့အော်ဟုတ်ကဲ့အဲ့ဒါကတော့စမ်းသပ်တဲ့ပုံစံလေးတွေကတော့ YouTube မှာရှာကြည့်လို့ရတယ်ပေါ့တကယ်ဟုတ်ကဲ့ပြီးလို့ရှိရင်တော့အမတို့ clinical breast examination ခေါ်တာပေါ့ဒါကတော့တက်ကြမ်းနေဆရာဝန်တွေကစမ်းသပ်ပြတာမျိုးပေါ့နော်အဲ့ဒါမျိုးကိုတော့၃နှစ်တစ်ခါလောက်လုပ်တယ်နေပေါ့ဟုတ်ကဲ့ပြီး ီးသွားရင်တော့ဒီရင်သားကင်ဆာမျိုးထဲမှာရင်သားကင်ဆာစဖြစ်တဲ့အသက်အရွယ်ပေါ့နော်အဲ့ဒီအရွယ်ထက်ကို10နှစ်လောက်ဆောပြီးတော့ကို mammogram တို့လိုအပ်တဲ့ investigation တွေလုပ်နိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါမဟုတ်ကမကုလမ်းညွှန်သွားတယ်လို့ပဲပေါ့နော်ဒီ check up လေးတွေလုပ်တယ်ပုံမှန်စစ်ဆေးမှုတွေလုပ်တယ်ဆိုရင်တော့ ဖြစ်ခဲ့ရဲဆိုတော့စောစောလေးတည်စောစောလေးတည်ရတာပေါ့တမီးစောစောလေးတည်တယ်စောစောကုသမှုယူတယ်ဆိုလို့ရှိရင်တော့ကြောက်ကင်းနိုင်ကြီးများတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါမှာတမီးဦးလန်းချောင်းကင်ဆာဆိုရင်လေမျိုးရိုးထဲမှာတော့မိဖမောင်နှမအကုန်လုံးဦးလန်းချောင်းကင်ဆာအသက်ငယ်ငယ်နဲ့ဖြစ်တယ်ဆိုလို့ရှိရင်တော့သူကလည်းမျိုးရိုးလိုက်တာတော်တော်လေးများတာပေါ့နော် genetics အရာဆိုတော့မတော်ကပုံမှန်ဆိုလို့ရှိရင်တော့ဦးလန်းချောင်းအတွက်ကိုအသက်45-50လောက်မှစပြီးတော့ colonoscopy ကိုကြည့်ကြတာပေါ့ဒီလိုလူမျိုးတွေမှာ family history ရှိတဲ့လူမျိုးတွေမှာဆိုလို့ရှိရင်တော့ဒီထက်စောပြီးတော့အသက်40လောက်မှ colon န်ဒိုစကိုပီကြည့်တာတော့ဓမ္မမူကမျိုးရိုးထဲမှာအငယ်ဆုံးပေါ့နော်ဖြစ်တဲ့သူအငယ်ဆုံးထက်ကို10နှစ်လောက်ဆောပြီးတော့ကိုကကိုလိုနိုစကိုပီကြည့်တာမျိုးတွေတော့လုံတင်တာပေါ့နော်ဩဟုတ်ကဲ့ကိုရဲ့မျိုးရိုးထဲမှာအသက်60လောက်မှကင်ဆာဖြစ်ဖူးရဲဆိုရင်ကိုက40လောက်မှာစာပြီးတော့စစ်ဆေးနေတယ်ပေါ့နော်ဟုတ်ကဲ့ဩဟုတ်ကဲ့ဟုတ်ကဲ့မအားလေးဟိုဘူးတူတာရပါတယ်မာတီချန်နယ်ကိုလည်းပြန်ပြောပြလို့ရတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့မအခုတော့မှတော်တော်များများတော့ပေါ့နော်ဒီ medical check up တွေလုပ်တာတွေကိုတော့သူတို့တော်တော်လေး knowledge ရလာကြတယ်ပေါ့တနေ့တစ်ခါလုပ်ကြတယ်ပေါ့မအဲဒါပေမဲ့တချို့ကျတော့လေဒီ check up တွေ ဘူးတိတ်နားမလဲဘူးသူကဈေးလေးပဲကြည့်ပြီးတော့ရွေးလိုက်တာမျိုးလည်းရှိရတယ်ကြတော့ check up package ကလည်းမျိုးစုံရှိတာပေါ့နော်အဲ့မှာဟိုဒီလိုမျိုးပေါ့ကိုကိုရဲ့မိသားစုဝင်မှာမျိုးရိုးရှိတယ်ဆိုလို့ရှိရင်တော့ကိုကဆက်ဆေးတဲ့အခါမှာကျူမာမာကာပေါ့ဒီကန်ဆာအညွှန်းကြီးပါတဲ့ test လေးတွေကိုရွေးရင်တော့ပိုကောင်းတာပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းမှလည်းညွှန်ပေးပါအောင်ရှင်ပေါ့ကန်ဆာအညွှန်းကြီးဆိုတဲ့ကျူမာမာကာကိုတော့ထည့်ပြီးတော့ medical check up မှာထည့်စစ်တာတော့ကောင်းပါတယ်ဟုတ်ကဲ့ဒါပေမဲ့လို့ဒီကန်ဆာမှာကျူမာမာကာဆေးရလဲပေါ့နော်တခြားပုံမှန်ပေါ့တခြား condition လေးတွေမှာလည်း แต่ไหนเนี่ยแกเสริมมาเข้าไปเนี่ยเออ ဒီကျမမာကာစီကိုစစ်လို့ကျမမာကာစီတက်တိုင်းလဲအရန်ကြီးတော့စိုးရင်ကြတော့မရှိဘူးပေါ့နော်။ဒါပေမဲ့လို့ကျမမာကာစီတက်လာပြီဆိုလို့ရှိရင်တော့တက်ကျွမ်းတဲ့ဆရာဝန်တွေနဲ့တော့ဆက်လက်ပြီးတော့တိုင်းမြင်ဆွေးနွေးဖို့တော့လိုတာပေါ့နော်။လိုအပ်တဲ့စစ်ဆေးမှုလေးတွေလိုအပ်တဲ့စံသက်မှုလေးတွေဆက်လက်လုပ်ဖို့တော့လိုတာပေါ့။ဟုတ်ကဲ့မအဲ့ဒါကိုယ်တိုင်အတွေ့အကြုံလည်းရှိရမှာတမီး check up လေးလုပ်လိုက်တော့လေဒီ AFB တက်နေရပါတော့တက်ပြီးတော့လိုလန့်သွားတာပေါ့နော်။မတက်နေရဲ့ဒါပေမဲ့အများကြီးတော့မဟုတ်ဘူးပေါ့။အဲ့တော့ထပ်ပြီးတော့ CT scan ရိုက်တာတို့တခြားပေါ့နောက်ဆရာဝန်နဲ့ဆက်ပြလိုက်တဲ့ခါကျတော့ဒါက ရူးရူးတက်တာပေါ့နော်ဒီကင်ဆာကြောင့်မဟုတ်ဘူးဒါပေမဲ့လေကိုကတော့စိတ်ပူတော့ရောက်လာတခါတော့ DFP တော့ရောက်တော့ပြန်ဆက်နေလိုက်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ပါဟုတ်ဟိုမရဲ့ဟိုပြောပြတဲ့အရာဆိုလို့ရှင်တော့ examination တွေလုပ်မယ်အကိုကစစ်စရာရှိရလဲစစ်မယ်ဒါကိုအများနဲ့အဝဲဖြစ်နေတယ်ဆိုလို့ရှင်တော့အတကယ်လို့ကင်ဆာရောဂါဒါမတော်တဆဖြစ်ခဲ့ရင်တော့မှစောစောသိမယ်စောစောသိလို့စောစောကုရတယ်ဆိုရင်တော့ဒါပျောက်နိုင်တဲ့ရောဂါတွေမှာပါတယ်ဆိုတော့ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ပါဟိုမကကိုဒီဟာလေးပြောရင်းနဲ့မှတခုလေးပေါ့နော်ဒီ public ကိုလည်း knowledge sharing လေးလည်းပေးချင်တာလေးရှိပါတယ်မှာဘာလဲဆိုတော့ ့အခုဆိုလို့ရှိရင်ပေါ့နော်ဒီကင်ဆာရောဂါနဲ့ပတ်သက်ပြီးတော့တီးသန့်ကျန်းမာရေးအာမခံတွေရှိလာပြီပေါ့နော်။အဲ့ဒါလေးကလည်းကိုယ်တိုင်ပေါ့ကိုယ်တိုင်အတွက်လေ့လာရင်းနဲ့အတိလာတာလေးတွေကိုပြန်မြင်မြဝေပေးရမှာပါ။ဟိုသူကကြတော့ဘယ်လိုလဲဆိုတော့အမျိုးသမီးဒီပေါ့အသက်40ဝန်းကျင်တန်းပေါ့နော်။ဆိုလို့ရှိရင်အမျိုးသားဆိုလို့ရှိရင်တစ်နှစ်လုံးမှာ2သိန်းလောက်ပဲသွင်းရတယ်။အမျိုးသမီးဆိုရင်တစ်နှစ်ကိုအဲ3သိန်းခွဲ4သိန်းဝန်းကျင်ပေါ့။ဒါတော့တယောက်ချင်းစီရဲ့ existing disease တွေပေါ့တော့မူတည်တာပေါ့နော်။အဲ့လောက်သွင်းရုံနဲ့တကယ်လို့များ check up လုပ်နေရင်းနဲ့ကင်ဆာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သူကသိန်း1000ပေါ့ကင်ဆာကုသ ာစီအသိန်းတထောင်ရရပုံမှာရဒါလေးကလည်းဘာလို့မျှဝေပေးတာလဲဆိုတော့ဟိုတမျိုးစီမှာလည်းဒီလူနာတွေလာတဲ့အခါမှာဒီကင်ဆာဖြစ်သွားပြီလို့သိလိုက်လို့ရှိရင်ဒီယောဂါကိုအစိပ်ပူရတာတမျိုးဒီယောဂါကိုကိုငွေကြေးကိုစိတ်ပူရတာတမျိုးပေါ့နော်ဆိုတော့ဘာပဲပြောပြောဟိုယောဂါဖြစ်တဲ့ဟာကိုပူရတဲ့အပူတခုတော့ယော့သွားတာပေါ့နော်ဒီကုသချိတ်ကြီးကိုဟာဘယ်လိုလုပ်ရမှာလဲဘာတွေရောင်းရတော့မှာလဲဒါစသဖြင့်ပေါ့နော်ပူပန်ရတာလေးတခုယော့သွားရဲဆိုလို့ရှိရင်ပို့ပြီးတော့စိတ်ဖြောင်းဖြောင်းလေးဈေးကုနိုင်မယ်ပေါ့နော်ဟိုမှာအဲ့ဒါလေးကိုလည်းဟို sharing လေးလုပ်ပေးရပါဦးဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ပါ